အခုတင်ဆက်ပေးမယ့်သတင်းကတော့66နှစ်မြောက်အာဇာနည်နေ့အခမ်းအနားဂါရပြုမှုကိုအစဉ်လာအတိုင်းပြုလုပ်တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2013ခုနှစ်မှာကြာရောက်တဲ့66နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကိုမနက်9:55မိနစ်ခန့်မှာစတင်ခဲ့တာဖြစ်ပြီးဒုတိယသမ္မတဒေါက်တာဆိုင်းမောင်ခန့်နဲ့ဒေါက်ဆဲစုကြည်အပါအဝင်ကျန်ရည်သူမိသားစုများလာရောက်ဂါရပြုခဲ့ကြပါတယ်။ဒီတော်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဒေါက်တာဆိုင်းမောင်ခန့်ကဦးကျော်အောင်စားလေးတို့ကအာဇာနည်ကောင်းဆောင်ရှင်များကြီး 五百嘛，你滴水，转转回钱嘛，七八的。我家王三的话，阿嫂你搞搞几年啊。 烈酒呀，阿罗，绿、啊，上尉，我叫王三林，我澳大利亚人，听到没有？ နာရီခါရသည်ရွေးပင်ရင်မဲအာဇာလီလေးကိုပြင်းမမေ့စင်မာသလဲယနေ့တင်တဲ့တရားထားမှုအခြေအမြာပြည်သူတွေအမြာပြည်သူတွေအာဇာလီလေးလာနာရေ

ဒါအပြင်ပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူတွေကလည်းလာရောက်ကာရာပြုခဲ့ကြပါတယ်။ဒီလိုကာရာပြုမှုကိုအများပြည်သူတွေအနေနဲ့အာဇာနည်ဘိမ့်မဲ့အနည်းတစ်ဝိုက်မှာမနက်အစောပိုင်းကလေးကရောက်ရှိဆောင်ဆိုင်ကလာရောက်ကာရာပြုကြပါတယ်။ ဒီနေ့ပြုလုပ်တဲ့အာဇာနည်နေ့အခမ်းအနားကိုနိုင်ငံပိုင်ရုပ်သံလိုင်းကဓာတ်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။ဒါအပြင်မနက်10:00နာရီပြည်တွင်းသတင်းအပြီးမှာ1948ခုနှစ်ဇွန်လ23ရက်နေ့ကမြို့တော်ခမ်းမမှာဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့တဲ့မေကုန်းကောက်နှုတ်ချက်အစီအစဉ်ကိုထုတ်လွှင့်ပေးသွားဖို့ရှိရလို့သိရပါဗျ။ဆက်လက်ပြီးည9နာရီပြည်တွင်းသတင်းအပြီးမှာလည်းဗိုလ်ချုပ်အောင်ဆန်းရဲ့မေကုန်းကောက်နှုတ်ချက်ကိုထပ်မံပြသပေးမှာဖြစ်ပြီးဗိုလ်ချုပ်အောင်ဆန်းနဲ့တကွာအာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့နိုင်ငံတော်စာဗနာအခမ်းအနားကျင်းပခဲ့ပုံသတင်းမှတ်တမ်းအစီအစဉ်ကိုနိုင်ငံပိုင်ရုပ်သံလိုင်းကထုတ်လွှင့်ပေးသွားဖို့ရှိရလို့သိရပါဗျ။ ယ်။နိုင်ငံပါရုပ်သံလိုင်းကနေအာဇာနည်နေ့နဲ့ပတ်သက်တဲ့အစီအစဉ်ထုတ်လွှင့်ခြင်းမရှိမှုမှာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးအခု66နှစ်မြောက်အာဇာနည်နေ့ရောက်မှသာပြန်လည်ထုတ်လွှင့်ခြင်းပြုလုပ်တာကိုတွေ့ရှိရပါရဲ့ရှင်။